ဒီအရစ်စတိုတယ်ကဒီအီသင်ကနေနေပြီးတော့ထွက်ပြရတဲ့အကြောင်းရှိတာပေါ့။ဘာဖြစ်လို့ထွက်ပြရတယ်လဲလို့ပြောရင်ခုနကလုံးကအဲဒီမက်ဆီဒိုနီးယားရဲ့ဘရင်ဖြစ်ပြီးတော့အီကစ်ဖြစ်လာတဲ့အဲအလက်ဇန်ဒရာပေါ့။အော်အလက်ဇန်ဒရာကသူကအသက်22နှစ်မှာသူ့ဖခင်ဖိလစ်ကင်းဖိလစ်ကတတ်ခံရတဲ့အတွက်သူဘရင်ဖြစ်လာတဲ့ အဲ့တော့သူ့ရဲ့ဆရာကအရစ်စတိုတယ်ဖြစ်နေတာပေါ့အဲ့တော့ဖြစ်နေပြီးတော့သူကနောက်ဆုံးစစ်ချီရင်နဲ့အင်ဒီယားနာတီကိုရောက်သွားပြီးတော့ပြောရင်တော့ပါရှားသူ့တို့ရဲ့ကမ္ဘာရန်ဖြစ်တဲ့ပါရှားနိုင်ငံကြီးကိုလည်းဖြိုခွင်းပြီးတော့အဲအဲ့ဒီအရှိလေပိုင်းတစ်ခုလုံးကအီဂျစ်အဆုံးပေါ့အော်ဆီးရီးယားလည်းပါနိုင်ငံမြောက်များစွာကဒီကျွန်တော်တို့အလက်ဇန်ဒရာရဲ့အောက်မှာရောက်ခဲ့တယ်ပေါ့နောက်ပိုင်းအလက်ဇန်ဒရာကယောဂာနဲ့ အဲ့ကွယ်လွန်သွားပြီတဲ့နောက်ပိုင်းမှာသူ့ရဲ့ empire အရကြီးကအဲ့ဟာသုံးနေငါးခုလောက်ကွဲထွက်သွားတာပေါ့ထွက်သွားတဲ့အဲ့အတွက်အီတင်မာလည်းသူ့ရဲ့အခန်းကဏ္ဍကဟိုအလက်ဇန်ဒရာရဲ့ဩဇာမှိန်သွားတယ်အဲ့ဒီမှာအလက်ဇန်ဒရာရဲ့ဆရာဖြစ်တဲ့အအရစ္စတိုတယ်ကိုတတ်ဖို့ကြိုးစားတယ်ပေါ့အော်အပြစ်မှုကလည်းဆိုကရတီကိုပေးပေးတဲ့အပြစ်တဲ့နဲ့ အတူတူပဲပြေးဖို့ဟိုလုတ်တဲ့အချိန်မှာအရစ္စတိုတယ်ကနေနေပြီးတော့အေသင်မျိုးကနေပြီးတော့ပညာရှင်တွေကိုနှစ်ကြိမ်တိတိစော်ကားတဲ့အဖြစ်မျိုးကိုမဖြစ်တင်ဘူးဆိုပြီးတော့အဲ့ဒီစကားမျိုးပြောပြီးတော့သူကအေသင်ကနေပြီးတော့တခြားမျိုးကိုထွက်သွားပြီးသွားခဲ့တယ်ပေါ့အဲ့မဲ့တနေ့အကျော်လောက်ရောက်တဲ့အချိန်မှာအသက်62နှစ်မှာကွယ်လွန်သွားခဲ့တာကိုတွေ့ရပါတယ်